စစ်ကောင်စီကသူတို့ရဲ့လက်အောက်ခံအငိမ်းစားဝန်ထမ်းတွေနဲ့လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ဝန်ထမ်းတွေတက်မတော်သားတွေကိုအော်တိုဘာလကစပြီးအပိုထောက်ပံ့ကြေးကျပ်3000စီထပ်ပေးမယ်လို့စစ်ကောင်စီရဲ့ဗဏ္ဍာရေးနဲ့အခွန်ဝင်ကြီးဌာနကစက်တင်ဘာလ30ရက်မှာထုတ်ပြန်ထားပါတယ်။အပိုထောက်ပံ့ကြေးကျပ်3000ရရှိမဲ့သူတွေထဲမှာတက်မတော်ကအရာရှိစစ်သည်ကြီးရည်လေတက်မတော်သားတွေလည်းပါဝင်တယ်လို့ဖော်ပြထားပါတယ်။တက်မတော်ကအငိမ်းစားတွေအပါအဝင်တခြားဌာနတွေကအငိမ်းစားဝန်ထမ်းတွေကိုတော့ ယခုတခါထောက်ပံ့ကြေးပေးတာကဒုတိယကြိမ်ဖြစ်တယ်လို့သိရပါဗျ။မကွေးတိုင်းတက်ကအစိုးရဌာနတစ်ခုကဦးစီးမှုတာဝန်ထမ်းဆောင်နေသူတယောက်ကတော့ထောက်ပံ့ကြေး3000ကျပ်တိုးပေမဲ့တလားကိုရရဲလာစာ3သိန်းကျော်ဟာလက်ရှိကုန်စည်နှုန်းအခြေအနေနဲ့စံမိုးနဲ့အင်အားကပဲရတယ်လို့ဆိုပါတယ်။လာစာတိုးတော့ပြောတာပေါ့ဒါပေမဲ့ရန်ကြီးရင်ခုနာမျိုးတော့မဟုတ်ဘူး။တိုးတဲ့လာစာ3000ကပစိုးတကွင်းစာဟင်းတစ်ခွက်စာလောက်ပဲရှိတယ်။အခုခေတ်ကုန်စည်နှုန်းကကျပ်ဥအစိမ်းတစ်လုံး800စားသည့်တပူ3000ဝန်းကျင်မှာစီတပူပိုးပဲရတာပေါ့။ ဂျားပေါက်ရတဲ့ပြည်ထဲလောက်ခံနေဝန်ထမ်းနဲ့ဆက်မြောင်းဦးစီးတောက်ကဝန်ထမ်းရုံးတွေကဂျားပေါက်ရတယ်သူတို့ကလာစာတိုးတာရော့တာအရင်ကြီးမထီရောက်ဘူးစစ်ကောင်စီရဲ့လက်အောက်ကအစိုးရရုံးဖွဲ့တော်တော်များများကကိုလုတ်ပိုင်ခွင်နဲ့ရုံးဆောက်ကအစရတဲ့နေနဲ့ပြည်သူစီကငွေရှာနိုင်တာမလို့လာစာတိုးတာရှော့တာကတိတ်ခွာချမှုမရှိဘူးလို့ဆက်ပြောပါရယ်အခုလိုထောက်ပံ့ကြေးပေးတာကိုတော့နိုင်ငံသားပညာသင်သွားနေတဲ့ဝန်ထမ်းတွေကတော့သွားနေတဲ့ကာလအတွင်း ကန်ထရိုက်ပုတ်ပြက်အချိန်ပိုင်းဝင်နှန်းတွေကတော့ရရှိမှာမဟုတ်ဘူးလို့သိရပါတယ်။နေစားဝင်နှန်းတွေနဲ့နေစားအလုပ်သမားတွေရဲ့လောက်ခကိုအလုပ်ချိန်တစ်နေ့၈နာရီအတွက်လက်ရှိသတ်မှတ်ထားတဲ့လောက်ခ၄800အပေါ်မှာကျပ်တထောင်စီနှစ်ခါအပေါ်ထောက်ပံ့ချေပေးခဲ့ပြီးဖြစ်ပါတယ်။အခုတစ်ခါထပ်ပေးရတဲ့ဆိုရင်အစိုးရဝင်နှန်းတွေကကျပ်တထောင်နဲ့စုစုပေါင်း၃000ကျပ်အပေါ်ရရှိတော့မှာဖြစ်ပြီးစုစုပေါင်းတစ်နေ့လောက်ခက8800ဖြစ်လာမယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။အခုလိုအာနာသိန်းစစ်ကောင်စီက ဝန်ထမ်းတွေအငိမ့်စားဝန်ထမ်းတွေကိုငွေကျပ်3000တူးပေမဲ့လက်တွေမှာတော့အစမတန်မြင့်တက်လာတဲ့ကုန်စည်နှုန်းတွေနဲ့ဇက်တိုက်ဆိုသလိုထိုးလာတဲ့ငွေကြေးဖောင်းပွားမှုတွေကြောင့်လူလူကလက်တွေမှာဝင်ငွေနဲ့ထွက်ငွေမမျှတာကိုခံစားနေကြရတာအချိန်ကြာမြင့်နေပြီဖြစ်ပါတယ်။အနာသိန်းထားတဲ့၄နှစ်ကျော်၅နှစ်တာကာလအတွင်းဝန်ထမ်းတွေကိုတူးပေးတဲ့ခံစား권ဟာမြန်မာကျပ်ငွေတသိန်းမပြည့်သေးဘူးလို့လည်းဝန်ထမ်းတွေကပြောကြပါတယ်။ဓာတ်ဆီတလီတာကိုကျပ်တထောင်ဝန်းကျင်အချိန်မှာအခြေခံလစာတသိန်း၈၀၀၀ဖြစ်ပြီး အခုလိုဓာတ်ဆီတလီတာကို7000ဝန်းကျင်ဖြစ်တဲ့အချိန်မှာလစာ3000ချက်ထိုးပေးတာဟာအသုံးမဝင်နိုင်ဘူးလို့ကချင်ပြည်နယ်ကစီဒီအမ်ဝန်ထမ်းတယောက်ကသူ့ရဲ့အမြင်ကိုပြောပြပါဗျ။ဓာတ်ဆီဒလီတာကို1000ဝန်းကျင်ခက်မှာအခြေခံလစာက3800အခုဓာတ်ဆီဒလီတာကို1000ဝန်းကျင်ခက်မှာအခြေခံလစာက2800ပေါ့နော်ဆိုတော့ဒီကုန်စိမ်းတုန်းကကျတော့ကျွန်တော်တို့ကချင်ပြည်နယ်လို့ဆိုရင်တော့ဆယ်စားလောက်တက်တဲ့အနေအထားမှာသူတို့ရဲ့လစာက ာမှမရှိလာလို့နော်ဒီလောက်တိုးတယ်ဆိုတာလည်းဘာမှတုံးစားလို့မရအောင်ဆိုခွေးဝန်းတာအောင်လေးလေးပြတယ်လို့ပဲမြင်ပါတယ်ကျွန်တော်တခြားဘာမှတော့ခံစားမှုတော့မရှိပါဘူးအာနာသိန်းနဲ့2021ခုနှစ်ကနေလက်ရှိအချိန်အထိအခြေခံကုန်စည်နှုန်းဟာလည်း90ရာခိုင်နှုန်းကျော်နှစ်ဆကျော်လောက်ဈေးမြင့်တက်လာတာကိုတွေ့ရပါတယ်ခုနှစ်2025ခုနှစ်ထဲမှာဆိုရင်ဝေကြီးဖောင်းပွားမှုတန်ဖိုး inflation rate ဟာ34.1%ရာခိုင်နှုန်းထိတိုးလာနေတယ်လို့ကမ္ဘာ့ဘဏ်ကထုတ်ပြန်ထားပါတယ်ကျမ 느낌이다.